ိုက်ပွဲဖြစ်နေတဲ့ဖဲခုံမြို့ကစစ်ရှောက်စခန်း6ခုမှာစံနှင်းရိခါတွေပြက်လွနေပါတယ်။ Morris ပြပို့ထားပါရခင်ဗျာ။လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ဖေကုံမြို့အနီးနားကစက်တော် He1 ခေါင်ဤနဲ့လက်ဒူးစစ်ပရေးဆောင်စခန်းဒီမှာရိတ်ခါပြတ်နေတာ6လောက်လောက်ရှိနေပြီဖြစ်ပြီးစံနဲ့ရိတ်ခါအစိုးချောက်တွေထောက်ပံ့ပေးဖို့စစ်ဆောင်တွေကအကူအညီတောင်းနေကြတာပါအဲ့ဒီစစ်ဆောင်စခန်းတွေဟာတွာလာရခတ်တဲ့နေရာတွေမှာရှိနေတဲ့အပြင် အလူရှင်တွေတောင်းရင်လမ်းမှာနေဒရုန်းတိုက်ခိုက်မှုတွေကြောင့်ရတဲ့အတွက်အလူရှင်တွေမရောက်နိုင်တာလို့အဲ့ဒီစခန်းကိုသွားကူဖို့စူးစမ်းနေတဲ့ထုံးမြန်မာဒိုနေရှင်းက WWW ကိုပြောပါတယ်ကျွန်တော်ဒီအနောက်ချမ်းမှာရှိနေတဲ့ ဒီမို့ဆိုနောက်ချမ်းကနေအဲ့ရွာတွေရောက်ဖို့ဆိုရင်တော့မှကျွန်တော်တို့နေရုံနှစ်နာရီနှစ်နာရီခွဲလောက်ကိုဒီတောင်တက်တောင်ဆင်းလမ်းကိုကျွန်တော်တော်တော်မောင်းရတယ်အလူရှင်ကလည်းမဝင်ဘူးပြီးခဲ့တဲ့တစ်နှစ်လုံးမှာမှအလူရှင်တစ်ဖွဲ့ပဲဝင်သွားတယ်ဒါတော့မှတအိမ်အောင်ကိုစံတပြီလောက်ပဲပေါ့နော်ဒီတပြီလောက်ပဲရတယ်ဆိုတော့တော်တော်လေးညှော်လင့်ချက်မဲ့နေကြတယ်ဆစ်ဆောင်တော်တော်များများလဲအဲဒီစံရိတ်ခါပြက်လက်မှုကိုကြုံတွေ့ပြီးစီစားငယ်ရုပ်ချက်တုံတော့ပို့ဆိုးပေါ့နော်ရိတ်ခါပြက်နေတဲ့အဲ့ဒီစစ်ဆောင်စခန်းတွေမှာအိမ်အောင်စုပေါင်း900ကျော်ရှိပြီးဖဲခုံမှာတိုက်ပွဲတွေပြင်းထန်နေလို့ပြေးလာကြတဲ့သူတွေပါ ။အများစုကတော့နီးစက်ရာရွာတွေမှာနေစားအလုပ်တွေထွက်လုပ်နေကြပြီမဲ့တိုက်ပွဲတွေကြောင့်တပတ်မှ၂ရက်လောက်ပဲအလုပ်ရကြတယ်လို့စစ်ဆောင်တွေကဆိုပါတယ်။အဲရင်တော့အဲ့ဆစ်ဆောင်ကနေပြီးတော့လူတဲ့တွေပါရရှိတော့ကြတော့အမေတို့အနေနဲ့စားဝတ်နေတဲ့မပူရတော့ဘူးအခုတော့လူတဲ့တန်းတဲ့တွေကလည်းနဲသွားတော့ကြတော့ကိုစားဖို့ကိုပဲတနေ့တာတနေ့တော်တော်ကြီးကိုယုံကန်နေရတာလေခါလေကြတော့လည်းဟောမပြူဘောတခါစိတ်သက်တော့ကြတာပေါ့နေကျင်တာပဲရှိတော့တယ်ကြတော့လူတဲ့နေချင်တော့မနိုင်ပြောတာပြည်ရလွှားရတာနဲ့အတက်ကကြီး ပါလည်းမတော်ကျွန်တော်လှုပ်လည်းမလှုပ်ကျွန်တော်ဦးညံဝဲကြွပါစေပဲဆူတောင်းပါလေလက်ရှိမိုးပြဲဖေခုံဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ဆောင်ဥယီတွေကလည်းတိုးလာနေသေးပါကုညီထောက်ပံ့နေတဲ့အလှူရှင်တွေအဖွဲ့အစည်းတွေကလည်းတိုက်ပွဲတွေနဲ့လမ်းခီးအခက်အခဲတွေကြောင့်တကယ်လိုအပ်နေတဲ့စစ်ဆောင်စခန်းတွေစီရောက်ဖို့အခက်တွေ့နေကြပါတယ်ကျွန်တော်မော်ရစ်ပါ